အဲ့တော့တန်ရောစင်ဆိုတာဟာလူတွေကတော့ချစ်ခင်ချင်းကိုသာလင် တန်ရောစင်လို့ခေါ်တာမဟုတ်ဘူးချစ်ခင်ချင်းကလည်းတန်ရောစင်မုန်တီချင်းကလည်းတန်ရောစင်မတိချင်းကလည်းတန်ရောစင်သူချီနှောင်ထားတဲ့ဟာတွေကျွဲကောအများဖြင့်တန်ရောစင်တန်ရောစင်ဆိုရင်တဏှာပဲတူရဲထင်းနေကြမဟုတ်တန်ရောစင်10မျိုးရှိတယ်အကုသိုလ်တွေကတော်တော်များများတန်ရောစင်နေကြည့်ပြ ဘာကြောင့်တန်ရောစင်နဲ့ခေါ်တော့ဆိုဆင်းရဲဒုက္ခနဲ့ချီနှောင်ထားလို့ပဲအဲ့ဒါတွေကိုပြုတ်ထွက်သွားတယ်အဲ့ဒါတွေပြတ်ဖို့ရေးချတာဟိုအဓိကကတော့အဲ့ဒီကိုသွားဆက်ဆိုပြတရားတော့ကအဲ့ဒါဖြတ်တာပဲအဲ့ဒါဖြတ်တာဘာနဲ့ဖြတ်တာတော့ဆိုအမှန်ကန်ဆင်ရင်သုံးသက်ချင်းပြဖြတ်တယ်အဲ့ဒီလိုမမှန်ကန်ကန်ဆင်ရင်သုံးသက်နိုင်မှုကပညာလို့ခေါ်တယ်အာ အဲ့ဒီပညာဟာအမျက်ဆုံးပဲဘုရားဗုဒ္ဓမာယုံကြည်မှုကလည်းအဓိကမဟုတ်ဘူးလက်တွေ့သိရှိနားလည်မှုကအဓိကဖြစ်တယ်ဒါကြောင့်မို့မဂ္ဂင်ရှိပါမှာသမာဓိဋ္ဌိ right understanding ဆိုတာအဓိကထားတော့မင်္ဂလာနားလည်ဖို့အရေးကြီးမင်္ဂလာမြင်တတ်ဖို့အရေးကြီးမင်္ဂလာပြင်းပြီဆိုမှဒါအခုကအမြင်မှန်ရအောင်ရှင်းနေတာပဲ မစင်းစားရင်မသိဘူးစဉ်းစားမှသိတယ်အမြင့်မှန်ရအောင်ဆင်ញင်သုံးသက်ခြင်းဒါတမတ်တည်းကြည့်